အခုအင်ဂျီနဲ့ကိုယ်လည်းနဲ့အမော်လက်နဲ့ကိုယ်လည်းနဲ့တွဲမယ်ဆိုလို့ရှိရင်မင်းတင်မီနေဂျာအတိုင်းပေါ့နော်တင်မီနေဂျာအတိုင်းနဲ့ထိုးနေချလူတွေကတော့ဒီမှာပေါ့အဓိကကဒီထိတ်ဆုံးမှာမာကတ်မာကတ်နန်းပြင်ဖို့ကောင်းတယ်ဘာလို့လဲဆိုဒီမှာတကွင်းနှစ်ကွင်းသုံးကွင်းကြံကြတော့အလဲကွင်းကိုမကမတ်ပါမယ်မှတ်ပြီးလို့ရှိရင်ငါဘာလို့အလှယူမလဲဆိုဒီတိုင်းလက်ကလေးတိုင်းလက်ကလေးအလားပဲဖြစ်နေအောင်အလှယူမယ်အလားပဲချင်းကိုထက်မယ်ထက်ပြီးလို့ရှိရင်ဒီအတဲ့အတန်းပေါ့နော် အတက်ထိုးခဲ့တာဒီအစုံနာအထိအရင်တွဲပါမယ်ကိုယ်လည်းနဲ့မတွဲခင်အရင်တွဲမယ်ဆိုတော့အမှဆုံးကဒီအောက်ဆုံးဒီဘက်အခြေရဲ့ဟိုဘက်ကတိုင်လက်ရဲ့အခြေရဲ့ကို sorry တိုင်လက်ရဲ့အခြေရဲ့ကိုတိုင်တို့နဲ့တုတ်ပါမယ်ထုတ်ကပါလေချိန်ထိုးခဲ့တာဆိုနည်းရှုပ် အော်တော့အေးတိုင်းတို့နဲ့တုတ်ပါမယ်ပြင်တိုင်းလဲဆိုတော့ချိန်နှက်ခုချိန်နှက်ခုပြီးတော့အဲ့ဒီတိုင်းလဲရဲ့ထိန်နဲ့ဟိုဘက်ကတိုင်းလဲရဲ့ထိန်နဲ့ကို တွဲပါမယ်ဟုတ်ထိန်နဲ့ကိုတွဲပါမယ်ဟုတ်ရှိရင်သူကဒီမှာကြတော့ပတန်လေးတွေကချိန်နှက်ခုတိုင်းတို့ချိန်နှက်ခု တိုင်းတို့လိုက်တင်လေးတွေတွဲသွားပြီပေါ့နော်ချင်းတစ်ခုတိုင်းတို့နဲ့လည်းရတယ်မင်းကကျော်ချင်းတစ်ခုတိုင်းတို့ကြောင့်လေးစိတ်လွန်းနဲ့လို့ခံစားလို့ချင်းနှစ်ခုတိုင်းတို့နဲ့သွားပါတယ်ပြီးတော့ချင်းတစ်ခုတိုင်းတို့နဲ့လည်းရပါလေကိုယ့်လက်ကပေါ့နော်အနည်းထားအလိုက်တင်လေးဖြစ်နေရပါပြီအဟိုဘက်နဲ့ဒီဘက်နဲ့အတဲဖြစ်နေလို့လည်းပေါ့နော် တိုင်းတို့နေရာဆိုတိုင်းတို့နေရာချင်းချုပ်ချင်းနှစ်ခုဒီမှာတိုင်းရဲ့အလဲမှာတိုင်းတို့ လို့ရှင် chain နှစ်ခုဒီတိုင်ထည့်ရဟိုဘက်ကတိုင်ထည့်ရအဲ့မှာတိုင်တို့ဒီထိချုပ်လိုက်ပြီဆိုလို့ရှင် အတဲတန်းနှစ်ဖက်ကို ချုပ်ပြီးတော့ပါပြီဒါကအလားပဲအတွင်းပဲအလားပဲဖြစ်မှာပေါ့နော်နော်အဲ့ဒါကိုချုပ်ပြီးတော့ပြီဆိုလို့ရှိရင်ဒါလေးကိုဒီတိုင်ခဏထားထားပြီးရင်ဂျိုင်းနဲ့တွေ့ပါမယ် တော့တွဲချုံမယ်ဆိုလို့ရှိရင်အင်ကြီးကိုမလားဘက်ကထားမလားဘက်ကချုံမယ်ပေါ့နော်ဒီမှာချိုးရိုးရှိတဲ့ဘက်မလားဘက်ပါပြီးလို့ရှိရင်ဂျိုင်းထိတ်အလဲမကမက်ခဲ့တဲ့ထိတ်နဲ့အပောင်လက်ပခုံးထိတ်လက်လက်ရဲပေါ့နော်အစွန်းဆုံးမှာကမက်ခဲ့တဲ့နေရာနဲ့ဒီပခုံးထိတ်တွဲချုံထားတဲ့အလဲနေရာနဲ့ကိုတွဲမယ်တွဲပြီးလို့ရှိရင်ဒီကဂျိုင်းကဒီကနေစတွဲရမှာဖြစ်တဲ့အတွက်ဒီမှာအလိုက်တင်နေပေါ့နော်အလိုက်တင်လေးမှတ်ချိန်လေးတွေနဲ့ လိုက်တွဲလိုက်ပါတိုင်းလည်းမဆွဲနဲ့ပေါ့နော်ဒီမှာဒါထိတ်ဖြစ်ရမယ့်နေရာဆိုတော့ဒီနားမှာဆိုလို့ရှိရင်လည်းအလိုက်တင်လေးတွဲပါမြန်မက်ကြိတ်တွေကဝယ်လိုက်ဝယ်လိုက်ပြောက်လိုက်ပေါ့နော်ဟုတ်ဆောအဲ့လက်လက်ပက်လေဘာလို့တွဲပေါ့နော်မြန်မက်ကြိတ်မရှိလို့တချမ်းစာပဲရင်တွဲထားပါတယ် တက်ပြီးလို့ရှိရင်ဒီမှာချုပ်လက်စာနေရချုပ်လက်စာနေရနဲ့ဒီဘက်ချိုင်းစုံနဲ့နေရပေါ့နော်အဲ့ဒီနေရနဲ့ဟိုဘက်ကလက်နေရနဲ့ကိုတိုင်တူချိန်နှစ်ခုလို့ရှိရင်အဲ့ချိန်နှစ်ခုစာအကွာဝေးလောက်မှာတိုင်တူချိန်နှစ်ခုဒီဘက်ကိုနည်းနည်းလာမယ်ချိန်နှစ်ခုအကွာလောက်မှာ တိုင်ခြေစားတွေကမတင်ရတဲ့တိုင်တို့ချိန်နှက်ခုတိုင်မဆွဲနဲ့နော်တိုင်တို့ချိန်နှက်ခုတိုင်တို့ချိန်နှက်ခုအဲ့တိုင်လေးအလိုက်တင်လေးချိန်သွားမယ်ချုပ်သွားမယ်ပေါ့နော်ချုပ်ရင်းနဲ့လည်းတကယ်ပြင်းပြင်းကြည့်ပေးနော်အတိကသတိထားမှာလေဒီလက်နဲ့ဂျိုင်းနဲ့တွဲတဲ့အချိန်မှာပေါ့နော်ဒီမှာချိန် ဘယ်လိုပြောမလဲလက်ရဲ့အလဲချင်းဝင်သုံးခွင်းရှိတာပေါ့နော်သုံးခွင်းကိုအလဲခွင်းမှာမကမှာဆိုအလဲခွင်းရဲ့အလဲချင်းမှာမကမှာတာပို့အဆင်ပြေနော်အဲ့ဒီနေရာနဲ့ဒီဂျိုင်းချုပ်ထားတဲ့နေရာနဲ့ကတွဲချုပ်လာရင်လည်းတခြားကြည့်ပြီနော်အဲ့ဒါကွတိဖြစ်မှာကိုအဆင်ပြေမှာပါတော့ဆောင်မီဒီမှာချုပ်တဲ့နေရာရောက်ပြီအဲ့အဲဒီဂျိုင်းထိတ်ပေါ့နော်တွဲချုပ်ထားတဲ့နေရာနဲ့ဒီချင်းခွင်းရဲ့အလဲနေရာကိုမင်းတွဲချုပ်လိုက်ပါတယ် ချုပ်ပြီးလို့ရှိရင်ဒီဘက်တချမ်းကမင်းမကမမတ်လေးပေါ့နော်ဒီဘက်တချမ်းကိုလည်းပဲဟိုရှေ့မှာထိုးခဲ့တယ်လို့မျိုးပဲမကလေးအလိုက်တင်မှတ်မယ်ဒါကစိတ်စိတ်လေးဖြစ်လေးမားနိုင်ကြီးနေလေးပေါ့နော်ဒီမှာဆိုလို့ရှိရင်လည်းအလိုက်တင်မှတ်မယ်ဒီဘက်မှာလည်းအဲ့လိုအလိုက်တင်လေးပြန်မှတ်ပြန်မှတ်ပြီးတော့ထိုးပါထိုးပြီးဟိုအဆုံးနောက်ရောက်ရင်တစ်ချက်ပြင်ပြပါမယ်နော် ဒီလိုချုပ်လာရင်လည်းเนาะသူကလည်းသူကျန်တဲ့နေရာလေးကအလိုက်တင်ဖြစ်လာဆိုတော့အမြင်နဲ့ပြန်ပြန်ပြီးတော့ကြည်ပါเนาะကြည်ပြီးတော့မြင်ဒီမှာဆိုလို့ရှိရင်ဒါကတော့ခြီးစားရေပေါ့လေဒီမှာအစုံချိုင်အောင်ရောက်လာပြီဆိုလို့ရှိရင်လည်းပဲခိုင်းလေးမျိုးပဲတွေ့တွေ့ပြီးတော့ဒီနောက်မှာအပေါက်လေးဖြစ်နေတဲ့ဒီရင်ချင်းတစ်ခုနဲ့ဒီဘက်ကစထိုးခဲ့တဲ့ဘက်ကပေါ့เนาะတနည်းအားနဲ့ဟိုတွေ့ပြီးတော့တိုင်တိုးနဲ့တုတ်လိုက်ပါတုတ်ပြီးလို့ရှိရင်ခြီးပုံမှန်ဆိုရင်ဒီမှာတိုင်တိုးနဲ့တုတ်ပြီးချီဖြတ်လိုက်လို့ရရပါတော့ဒါပေမဲ့မဖြတ်ပါနဲ့ဟော မဖြတ်ဘဲနဲ့အင်ဂျီကိုအနှာဘက်ကနေပြန်ပြီးတော့လှမ်းကြည့်ပါလာဘက်ကနေပြန်လန်းကြည့်ပြီဒီမှာမင်းတို့ချုပ်ထားတာဆိုလို့ရင်ပေါ့နော်ဒါဒါအထက်ကခြေစားလေးကိစ္စမရှိဘူးလက်ကလက်ကကိုယ်ရယ်နဲ့သူဟာနဲ့သူအလိုက်တင်လေးဖြစ်ရလားဘယ်နာလေးကတွတ်တွုံကြီးဖြစ်နေရောဘယ်နာပေါပွားကြီးဖြစ်နေတော့ဆိုတာကိုလန်းကြည့်ပါပေါ့နော်ဒီအင်ကြီးလက်ရဲ့ပုံစံကဘယ်လိုပြောမလဲဘယ်လိုမျိုးပတန်အပွားလေးမျိုးဒါကတွန့်တယ်လို့ဖြစ်နေတာပေါ့နော် ဒါဆိုရင်ဆိုလို့ရှိရင်ဒီတိုင်းဆိုအဆင်ပြေပြီဒါကြောင့်မလို့ချီဖြတ်လို့ရပါပြီအဆင်မပြေသေးဘူးဆိုလို့ရှိရင်တစ်ခါလဲပြန်ဖြီးပြီးပြန်ထိုးပါနော်မပြင်းပါနဲ့ကြုံမပါနဲ့ပြီးတော့နောက်တစ်ခုကဒီလက်တစ်ဖက်ပြီးသွားပြီဆိုလို့ရှိရင်ဟောဒါချီဖြတ်လိုက်လို့ရလက်တစ်ဖက်ပြီးသွားပြီဆိုလို့ရှိရင်ဝတ်ကြည့်ပါဝတ်ကြည့်ပြီးအဆင်မပြေဘူးဆိုလို့ရှိရင်အဲ့မှာတစ်ခါလေးပြန်လောက်ပါပြင်းပြီးတော့နှစ်ဖက်လုံးပြီးကမှအကုန်လုံးပြီးမှဝတ်ကြည့်ပြီးအဆင်မပြေရင်ပို့ပြီးတော့ဒုက္ခများပါတယ်နော် ကအနာပဲပါနောက်တစ်ဖက်လည်းအဲ့လိုလေးချုပ်ပြေးပါကျန်တဲ့ဟာတွေကခြေစားတွေသိမ့်ပြီးလို့ရှင်ဝင့်လို့ရပါပြီခါနာတစ်ခါလေးပြောလိုက်မယ်နော် ခါအနာကမင်းတို့ကချိန်သုံးခုခွင်းနဲ့တက်ခဲ့တာဖြစ်တဲ့ဒီတိုင်းဆိုလည်းအနာပုံစံလေးဖြစ်နေလို့အနာမတက်ရင်လည်းရတယ်မင်းကအနာတက်ချင်မှတက်တော့မှာပေါ့နော်အနာတက်မှာဆိုလို့ရှိရင်လည်းလေဘင်းတို့လက်တုံမှာထုတ်ခဲ့တယ်လို့မျိုးတိုင်လန်းနှစ်တိုင်းချိန်တက်ခုတိုင်လန်းနှစ်တိုင်းအဲ့ဒါကိုပဲဒီခွင်းလေးတွေမှာအလိုက်တင်လေးဖြစ်အောင်ထိုးသွားပြီးမှာပါကျန်တာဘာမှဆက်မလုပ်တော့ပါဘူးဒီတိဆိုဆုံးတည်ပြီးပါပြီရှင်